တရုတ်အထူးကိုယ်စားလှယ်တိတ်ရှိကျွင်းကို electronic မဲပေးဆက်ပြတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွင်းဦးဆောင်သည့်အဖွဲ့ကိုစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းကယမန်နေ့တွင်နေပြည်တော်၌ electronic မဲပေးဆက် AEWA များပြသပြီးရွေးကောက်ပွဲကိစ္စရပ်များပြောဆိုခဲ့ကြောင်းသိရပါသည် အဆိုပါတွေ့ဆုံမှုတွင်လာမည့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲပြုလုပ်ရန်အတွက်ကြိုတင်ဆောင်ရွက်နေမှုနှင့်လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရေးမြန်မာ electronic မဲပေးဆက်ဖြင့်ဆန္ဒမဲပေးနိုင်ရန်စီစဉ်ဆောင်ရွက်ထားရှိမှုရွေးကောက်ပွဲကျင်းပမည့်အပေါ်တရုတ်နိုင်ငံအနေဖြင့်အားပေးထောက်ခံမှုအခြေအနေများရွေးကောက်ပွဲပြုလုပ်ချိန်တရုတ်အပါအဝင်နိုင်ငံတကာမှရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များဖိတ်ခေါ်ထားမှုတို့ကိုစစ်ကောင်ဆောင်ကပြောဆိုခဲ့ကြောင်းသိရပါသည် ်ထို့ပြင်တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်နှစ်ပတ်လည်ကျင်းပမည့်အခြေအနေများတရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အလေးထားကူညီဆောင်ရွက်ပေးလျက်ရှိမှုမြန်မာအချုပ်အခြားအာဏာအလေးထားမှုမြန်မာတရုတ်နိုင်ငံကြားချစ်ကြည်ရင်းနှီးစွာဖြင့်မဟာဗျူဟာမြောက်ဆက်ဆံရေးနှင့်နှနိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးဆက်လက်မြင့်တင်နိုင်ရန်လို့ဆွေးနွေးခဲ့ကြောင်းစစ်ကောင်မရှင်ကထုတ်ပြန်ထားပါတယ်။